တင်းလက်သေးကျွဆင်ချင်းကပြောပြနေတော့ကျမကြီးချီနေလက်သေးချီတဲ့နဲ့ပတ်သက်လာရင်လူအများစုကရှီလာတဲ့လက်သေးတွေကိုညှက်ထုတ်ဖို့လက်သေးချီတဲ့နီးဆိုဖို့နဲ့လက်သေးကိုအလားဆင်ဖို့လောက်ကိုသာတွေးမိတတ်ကြပါတယ်မျက်လုံးနှာခေါင်းပေါက်နဲ့မျက်နှာသွင်းပြင်တွေကိုကြည့်ပြီးကျန်းမာရေးပြဿနာတွေကိုသိရှိနိုင်သလိုပဲလက်သေးကျွတ်ဆက်တဲ့အခြေအနေကိုကြည့်ပြီးတော့လေကျန်းမာရေးပြဿနာတွေကိုဖော်ထုတ်နိုင်ပါတယ်လက်သေးကျွတ်ဆက်တယ်ဆိုတာကိုအထိပယ်ဖွင့်ရမယ်ဆိုရင်လက်သေးအလွယ်တကူအပ်တာကျိုးပဲ့တာ ွာရာတွေအားလုံးကိုဆိုလိုပြီးဒီလိုဖြစ်ရတာကအသက်ကြီးလာတာ နှစ်သိန်းကိုနေ့စဉ်အသုံးပြုတာပကံစည်းတာဒါမှမဟုတ်ရေကူးတာလိုမျိုး အရေးပြား၆သိစေနိုင်တဲ့အပြုမူတွေပါဝင်အဆရှိတဲ့အကြောင်းမျိုးမျိုးတွေကြောင့်ပါလက်သိကျက်ဆက်တာကအပရိကပြဿနာကနေဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတည်ဖြစ်နိုင်တာမို့သူနဲ့ပတ်သက်ပြီးတည်ထားတင်တာတွေကိုဖော်ပြပေးလိုက်ပါတယ်။မှုပိုးကူးဆက်ခံရတာကြောင့်ပါလက်သိထူပြီးအဝါရောင်တန်းကကျွတ်ဆက်နေတာကမှုပိုးကူးဆက်ခံရတာကြောင့်ဖြစ်ပါတယ်။ ။များသောအားဖြင့်ခြေသေးတွေကလက်သေးတွေအတွက်ပုံမူပြီးမှုပိုးကူးဆက်ခံရတတ်ပါတယ်။ပုံပိုးကူးဆက်တာကနေကာဝယ်နိုင်အောင်အများသောဧရိယာတွေကိုဖက်နှက်မပါဘဲလမ်းမလျှောက်ပါနဲ့။တင်းစီရဲ့ဖက်နှက်ကိုတန်တန်ရှင်ရှင်ထားပါ။တင်းခြေသေးလက်သေးတွေကိုအစိုးတတ်ချင်းခရင်နှိမ့်ပေးပါ။အကယ်၍တင်းခြေသေးဒါမှမဟုတ်လက်သေးမှမှုပိုးကူးဆက်ခံရရင်အရေးပြအထူးကိုဆရာဝန်နဲ့ပြသပြီးကုသမှုခံယူပါ။ thyroid ယောဂကြောင့်ပါလက်သေးချေစဲကျွတ်ဆက်တာက thyroid ပြဿနာရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ် တိုင်ရိုက်ယောဂါကအမျိုးသမီးတွေမှာအဖြစ်များပြီးတိုင်ရိုက်အကျိတ်ကနေခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေကိုချောချောမွေ့မွေ့ပြုလုပ်နိုင်မဲ့ဟော်မုန်းတွေကိုလုံလုံလောက်လောက်မထုတ်လုပ်ပေးနိုင်တာကြောင့်ပါတိုင်ရိုက်ယောဂါရှိနေရင်လက်သိခြေသည်တွေ၆သွေးကျွတ်ဆက်နေပြီးအလွယ်တကူကျိုးပိတ်နိုင်ပါတယ်။ဒါ့အပြင်ကိုယ်လေးချိန်နဲ့ခန္ဓာကိုယ်အပူချိန်တက်လိုက်ကြလိုက်ဖြစ်တတ်ပါတယ်။ဆရာဝန်နဲ့ပြသပြီး ကုသမှုခံရပါမယ်။တွေးရနေယောဂါကြောင့်ပါ တဲ့လက်သေးခြေသေးတွေကကျိုးပဲ့လွယ်ပြီးခြေပြားလက်ပြားတွေအေးနေခဲ့ရင်တွေရနေရောဂါရဲ့လက္ခဏာဖြစ်ပါတယ်။ဓမ္မတာသွေးစင်းများတာ၊ကိုယ်ဝင်ဆောင်ထားရတာ၊ခန္ဓာကိုယ်တွင်တန်တဲ့နဲ့ဗီတာမင် B12 ချိုတဲတာဒါမှမဟုတ်ကြောက်ကက်ပြဿနာဖြစ်တာကြောင့်တွေရနေရောဂါရရှိနိုင်ပါတယ်။တန်တဲ့နဲ့ဗီတာမင်ပါဝင်မှုမြင့်မားတဲ့အစာအစာတွေကိုစားသုံးပါဒါမှမဟုတ်ဆရာဝန်နဲ့တိုင်မင်ပြီးအားဖြည့်စေရမိဝဲပါ။စိတ်ဖိစီးမှုများတာကြောင့်လည်းထက်ခါတလဲလဲပြုတ်လောက်တတ်တဲ့အပြုတ်မှုတွေကြောင့်ပါ။ တချို့လူတွေကစိတ်ဖိစီးမှုများလာရင်လက်သေးကိုက်တက်တဲ့အကျင့်ရှိပါတယ်။တချို့ကြတော့လေထက်ခါတလဲလေးပြုတ်မှုတက်တဲ့အကျင့်ကြောင့်လက်သေးကိုက်တက်ပါတယ်။ဘလို့ကြောင့်ကြောင့်ပဲလက်သေးကိုက်ကဒီအကျင့်တွေကိုဖျောက်ပြေးရပါမယ်။လက်သေးတွေကအရာဝိထုမျက်နှာပြင်တွေနဲ့တစ်ချိန်လုံးထိတွေ့နေရတဲ့အတွက်ဘက်တီးရီးယားတွေခိုအောင်နေနေရဖြစ်နေပါတယ်။လက်သေးကြိုက်တာကြောင့်ဘက်တီးရီးယားတွေကခန္ဓာကိုယ်ထဲအလွယ်တကူဝင်ရောက်နိုင်ပြီးရောဂါရနိုင်ပါတယ်။လက်သေးကြိုက်ချင်လိုက်ပြီးကေဝါလိုက်ပါ။ကျွရောဂါနဲ့အဆင်အောင်ရောဂါရဲ့လက္ခဏာပါ။ ဂျိုယောကရှိသူတွေကသူတို့ရဲ့လက်သေးတွေကအကွယ်လာပြီးဝါနီရောက်တန်းနေတတ်ပါတယ်စည်းကွက်ထဲမှာဂျိုယောကအတွက်လိန်စင်းနဲ့တောက်စီတွေအများပြားရှိတာကြောင့်အရေးပြားအထုကိုဆရာဝန်နဲ့ပြသပြီးကုသမှုခံယူပါအစီအောင်ယောဂရှိသူတွေရဲ့လက်သေးခြေသေးတွေကအပေါက်လေးတွေဖြစ်နေရင်အလွယ်တကူကျိုးပဲ့နေပါတယ်သူတို့အစ်စ်တွေကရောင်ရမ်းပြီးနာကျင်နေတတ်ပါတယ်အစီအောင်ယောဂပျောက်စေးဝါးတွေအသုံးပြုတာအစ်စ်နဲ့ကြွက်သားတွေတန်ပါအောင်ကာယကုထုံအသုံးပြုတာတွေပြုလုပ်ရပါမယ် ်သင်ရဲ့လက်သေးခြေသေးတွေကိုတံမာဖို့အတွက်ဗီတာမင် E ပါဝင်တဲ့အစိုးဒတ်ချိန်လိန်စီခရင်တွေကိုလက်သေးခြေသေးတွေပေါ်မှာအမြဲတမ်းလိမ့်ပေးပါ။ဗကန်စီတာဝိရှော်ရာတွေပြုလုပ်ရင်လက်အိတ်ဝတ်ထားပါ။အစီတုံးနဲ့ဖော်မော်ဒီအိုက်မပါဝင်တဲ့လက်သေးဖြက်စီတွေကိုသာအသုံးပြုပါ။ဒီဓာတုပစ္စည်းနှမျိုးကလက်သေးတွေကိုအလွန်ခြောက်သွေ့နိုင်တာကြောင့်ပါ။တင်သွားလျာနေရာကို hand cream သေဆောင်သွားပါ။